မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်းကဝါပီသွေးစီညီညွတ်ရေးတပ်မတော် UWS ရဲ့မူရစ်စေဝါဖြန့်ဖြူးမှုကိုတိုက်ဖြတ်မယ်မူရစ်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကိုထိုင်းဝင်ကြီးကျော်ဟောင်းတဆင်က2025ခုနှစ်မေလ29ရက်မှာကြေညာခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်ထိုင်းဝင်ကြီးကျော်ဟောင်းတဆင်ကမူရစ်စေဝါတိုက်ဖြတ်ရေးစစ်ပွဲအစ်တတစ်ခုကြေညာခဲ့ပြီးထိုင်းနိုင်ငံတဝမ်မူရစ်မောင်ခိုကွန်ရက်ကိုတိုက်ဖြတ်ဖို့နဲ့မူရစ်စေရောင်းဝယ်သူတွေကိုရှာဖွေဖို့တနိုင်တန်ချခဲ့ကြအောင်ပြောကြားခဲ့ပါတယ်တဆင်ရမူရစ်စေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံမှာမူရစ်စေဝါနေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေရေရှည်ဖြည့်ရှင်းဤတွေအတွက်သဘောထားနေတဲ့ ဲ့စိန်ခေါ်မှုတွေအမြင်ရှိကောင်းစင်နဲ့ပြုလုပ်တဲ့အခမ်းအနားမှာမိန်ကုံးပြောကြားချိန်အတွင်းမူရစ်စစ်ပွဲအသစ်ကျင်းပခဲ့တာဖြစ်ပါတယ်။စိတ်ကြွစီထုတ်လို့ရမှာအုံပြုတဲ့ရှေ့ပြေးဓာတ်ဥပစ္စည်းတွေမောင်ခိုတင်သွင်းမှုကိုရက်တက်မှုပြက်ကွက်တဲ့အတွက်အချင်းပြအကောက်ခွန်ရရှိတွေကိုတပ်စင်ကအပြစ်တင်ခဲ့ပါတယ်။အဲ့ဒီဓာတ်ဥပစ္စည်းတွေကိုဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတယ်။မြန်မာနိုင်ငံရှမ်းပြည်နယ်ကိုပို့ဆောင်ပေးပါတယ်။ UWSA ကထိုင်းနိုင်ငံအတွင်းကိုမူရစ်စစ်ပွဲတွေဝင်ရောက်လာမှုအတွက်တာဝန်ရှိတယ်လို့သူကဆွဆွဲခဲ့ပါတယ်။တပ်စင်ကမြန်မာအစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့လာဝဝင်ကြီးချုပ်တို့နဲ့ဆက်ဆံ ံရေးကောင်းမှုကြောင့်ကြွားဝါခဲ့ပြီးထိုင်းနိုင်ငံကိုမူရီဆေးဝါးတင်ပို့မှုရပ်တန့်မှုသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရှာဖွေနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံဟာမူရီဆေးဝါးတိုက်ဖြတ်ရေးကိုလွတ်လပ်စွာကင်တွယ်ဖြေရှင်းရမယ်လို့သူကပြောပါတယ်။လက်ရှိမှာမြန်မာနိုင်ငံအတွေ့ရှိရှမ်းပြည်နယ်ဟာအစိုးရရဲ့ထိန်းချုပ်မှုကင်းမဲ့နေကြောင်းသတင်းကထောက်ပြပါတယ်။မူရီဆေးထုတ်လုပ်သူတွေကိုအ мян ကင်တွယ်ဖြေရှင်းမှုနိုင်ငံတကာကလက်ခံနိုင်တဲ့နည်းလမ်းတွေရှိရမယ်လို့သတင်းကပြောပါတယ်။ထိုင်းနိုင်ငံကြေးဝန်ကြီးဟာ UWSA ကိုနိုင်နေမှုမြန်မာနဲ့မကြမီအစီအမံတွေဆွေးနွေးမှာဖြစ်ကြောင်းသူကပြောကြားခဲ့ပါတယ်။သတင်းက2003ခုနှစ်ကလည်းမူရ ေးဆေးဝါးတိုက်ဖြတ်ရေးစစ်ပွဲကြီးညာခဲ့မှုပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းဥပဒေမဲ့တပ်ဖြတ်မှု2800ကျော်ရှိခဲ့ကာ2025ခုနှစ်မေလ29ရက်မှာလည်းမူရေးစစ်ပွဲအသစ်ထပ်မံကြီးညာခဲ့တာဖြစ်ပါတယ်။အခုဒီချိန်မှာလည်းမူရေးစေဝါးရောင်းဝယ်သူတွေကိုရှာဖွေဖို့အတွက်ရက်ကွက်အလိုက်မြို့နယ်အလိုက်အသေးစိတ်စစ်ဆေးကြဖို့တဆင်ကပြည်ထောင်ဝန်ကြီးဌာနနဲ့ရက်တပ်ဖွဲ့အကြီးအကဲကိုစာပြောကြခဲ့ပါတယ်။တဆင်ကမူရေးစေဝါးရောင်းဝယ်သူတွေကိုရှာဖွေဖို့အတွက်လူအုပ်စုလိုက်စစ်ဆေးမှုတွေပြုလုပ်ခွင့်ရရှိဖို့သူ့ရဲ့တမိဖြစ်သူပေတုံနန်ထံကခွင့်ပြုချက်ရရှိဖို့ကြိုးပမ်းသွားမယ်လို့ပြောပါတယ်။လေလာတွေ့ရှိချက်တွေ ကိုပြည်ထောင်ဝင်ကြီးဌာနနဲ့အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့ထံတင်ပြသွားမှာဖြစ်ကြောင်းသူကပြောပါရတယ်။အဲ့ဒီပြင်သစင်ဟာ2003ခုနှစ်ကပြုလုပ်ခဲ့တဲ့မူရည်စစ်ပွဲမှာလည်းအောင်မြင်မှုတွေရရှိခဲ့ကြောင်းပြောကြားခဲ့ပြီးမူရည်စေဝါမောက်ခုကူမှုတွေကိုတလက်မမကြံစစ်စစ်ဆက်ဆက်စုံစမ်းစစ်ဆေးခဲ့တယ်လို့ပြောပါရတယ်။